အဲကျွန်တော်တို့နှစ်ကြိမ်ပါပေါ့နှစ်ကြိမ်ပါ2025နှစ်ကြိမ်ပါအဲ့ဒီမှာ၄၈၉လေးပြခဲ့တယ်ပေါ့အဲ့ဒီ၄၈၉ကြာလာတော့သူ့ရဲ့အောက်မှာအဲပြန်စဉ်းစားအောင်ပဲပေါ့နော်အဲ့ဒါလေးကျွန်တော်ပြပေးမယ်ကြည့်မလားဦးမျိုးကြည့်မလားနော်အဲသူကြာလာလို့ချင်းသူ့အောက်ကိုများဒီကောင်များထတ်ကြနေမလားပေါ့နော်ဒါမှမဟုတ်ဒီကောင်လားဒီကောင်လားဟုတ်ကောင်လားဒီကောင်လားပေါ့နော်နှစ်ကြိမ်ပါတော့ သူကဒီအားလုံးကိုတည်လိုက်တဲ့ဒီသူ့ရဲ့ဖွဲ့သေးပုံလေးပေါ့ဗျာဒါလေးဒီစနေလေးရောက်မှဒီကနန်းဒီ149ကနေ169ကိုအတည့်ရိုက်မလားဒီ149ကနေ169ကိုအတည့်ရိုက်မလားပေါ့ဗျာဒီချိန်မှာအဲ့ဒီ169 169 169တွေရေးတာအဲ့169ခုက169ကို169လေးလို့ကျွန်တော်တို့လေးချိန်မှာကြာတော့သူ့အောက်လေးကိုကြည့်ကြည့်အောင်နော်ကြည့်မှာမဟုတ်လားသူ့အောက်လေးကိုခဲရလေးကိုကျွန်တော်တို့တွားကြည့်အောင်နော်သူ့ရှေ့တိုင်းကျွန်တော်တို့တွားကြည့်အောင်ဒါ เนาะအဲ့မှာပြတာဆိုနေခုနကတော့မဘာကောက်ပြတာလေဒါမှမဟုတ်လိုင်းကမကောင်းဘူးယာအဲဒါဟုတ်ကျွန်တော်တို့ကတကတ်ချင်းရှင်းပြမယ်เนาะတကတ်ချင်းရှင်းပြမယ်တကတ်ချင်းကိုကျွန်တော်ရှင်းပြမယ်အဲ့ဒီမှာကိုရီးယားအဲ့တုန်းကလည်း6 9နှစ်တုန်းကလည်းဒီလိုပါပဲအဲ့ကြတော့စာအုပ်ကမှာအတက်ကလေးနဲ့ရှင်းပြမယ်เนาะဒါဆိုတော့ဒီစာအုပ်တွေမြောက်ခင်တော့ဗျာ ပြတဲ့နေရာလေးဟိုလက်တဲ့နေရာလေးပြရတာဆိုတော့စုပ်တဲ့ပြတဲ့အနေထားလဲကျွန်တော်ပြောပြမယ်တကတ်ချင်းရှင်အောင်နော်တော်တူကြီးပဲကြတာပေါ့ဗျာအဲတူကြီးတွေညကြတဲ့ခါကျတော့အဲကျွန်တော်ပြောပြမယ်အဲနှစ်ကြိမ်မှာခုနကပြောတဲ့ကျွန်တော်တို့2025နှစ်ကြိမ်မှာ900ထုတ်ပေးမှာဒါပေမဲ့တင်ခွတ်တော့မကင်ခဲ့ပါဘူးကိုလည်းပေါင်းချင်းတန်လဲကိုက38ကိုခွန်မလေး38ထိတ်ကြိုက်တော့ပြုတ်ပြော အဲအဲ့ဒါကိုထည့်တော်ပေးတာပေါ့အရန်နေတယ်အဲ့ဒါလေးကိုကြည့်အောင်ဟုတ်ကသူကြပြီလို့ဒါများလိုက်ကြမလားပေါ့နော်အဲ့ကြသူကြပြီလို့ဒါများလိုက်ကြမလားလို့ကျွန်တော်၃မျိုးရှင်းပြမယ်အဲ့ဒီကောင်၃မျိုးရှင်းပြမယ်သူကဒီ line နဲ့ပတ်သက်လို့တကယ်လို့ပေးချင်ရင်ဒါကွက်ရွှေပုံစံပုံလည်းရှင်းပြမယ်ဒါပေမဲ့ तू ကကွက်ရွှေခဲ့ရင်အဲကွက်ကိုရွှေမလားပေါ့ဒီလိုလည်းရှင်းပြမယ်အဲ तू ထောက်ထားတဲ့နေရာလေးလည်းကျွန်တော်ရှင်းပြမယ်နော်အဲ့ကြကျွန်တော်တို့ကြည့်အောင်နော်စပြီးရနော် ုနမမကောက်ပြရတာအဲစတဲ့ခါကျတော့ဒါလေးကကြက်ရင်လိုက်ထိုးကြပါဗျာနော်ကြက်ရင်ထိုးဒါပေမဲ့အခုပြထားတဲ့ကဏ္ဍတွေကတခုမှကျွန်တော်စောစောလေးတွေကျွန်တော်ဒီနေ့ထဲမှာကြာနိုင်သည်ဆိုတဲ့စနစ်တွေအကုန်ပါတယ်အခုပြတဲ့ကဏ္ဍအစိမ့်ကဏ္ဍမပါဘူးကြယ်ဒီနေ့မှာတူရာလေးကိုမကြည့်နဲ့နော်တူရာလေးကိုကြည့်ရင်လည်းတူရာလေးကိုကြည့်ပါကျွန်တော်တို့ကြာတူရာမကြည့်ဘူးသင်္ချာနီးသွားတော့သင်္ချာနီးပဲကြည့်တယ်နော်ဒါမှတူးနေတာတော့ခင်ဗျားတို့အမြင်ဒီနေရာလေးတူတူလေးကိုကျွန်တော်ကတူတာကိုတူတယ်လို့မပြောဘူးတော့ကျွန်တော်ဒီသုံးလုံးကိုပဲကျွန်တော်ပြောပြမယ် ဓမ္မကဒီမှာကခွန်ထိတ်ရဲ၄ထိတ်ရဲ၈ထိတ်ရဲဒီထိတ်သုံးလုံးက၉ပေါ့ဗျာဓမ္မခွန်ထိတ်ရဲ၈ထိတ်ရဲ၄ရဲပေါ့အဲ့အဲ့တော့အဲ့ဒီခွေလာတော့အဲ့ဒီသုံးလုံးရဲပေါ့ဗျာခွေလိုက်တဲ့စနေပါအဲသူ့မှာသူကတော့အကြောင်းမျိုးမျိုးရှိတာပေါ့သူ့မှာမေးဖို့စနစ်တင်ရလဲအများကြီးရှိတယ်အေးသူဘာလားငါဘာလားကဲကြည့်အောင်နော်အဲ့မှာဒီသုံးလုံးအဲဒီသုံးလုံး၉လို့ဖြစ်တာ ਨੇ တက်ခါပိုင်တည်ထဲ့တယ်ဒီထိတ်သုံးလုံးကနော်ဒီထိတ်သုံးလုံး၉လို့ဖြစ်တာ ਨੇ တက်ခါပိုင်တည်ထဲ့ပြီးတက်ခါလို့ပိုင်တည်ထဲ့ရတဲ့ကရန်တီကဘယ်လိုထဲ့တယ်လဲဆိုလို့ရှိရင်ကျွန်တော်ပြောပြမယ်နော် ထိတ်သုံးလုံးကိုကိုတက်ခန်းလို့ထဲတာနဲ့အဲ့ဒီကြာသီးကဒီအသုံးလုံးကအဆောင်သုံးလုံးကသူကဘာဖြစ်တာလဲအဆောင်သုံးလုံးက6ဖြစ်တယ်နော်အဲ့ဒါဒပုံသားနဲ့ကျွန်တော်တို့သွားရအောင်ထိတ်သုံးလုံးကိုလို့ဖြစ်တာနဲ့တက်ခန်းတက်ခန်းလို့ဖြစ်တာနဲ့ဒီမှာအဆောင်သုံးလုံးက6ဖြစ်တယ်တူတာတွေကတူနေတာတွေအားလုံးကတူတယ်ဒါတွေရောတူတယ်ကျွန်တော်တူတာကိုကျွန်တော်ကဟိုတင်ချာနီးကတင်ချာနီးကိုင်တော့ကျွန်တော်ကအတန်ပဲပြောမယ်နော်အဆန်ကိုမပြောဘူးနော်ထိတ်သုံးလုံးကိုလို့ဖြစ်တာနဲ့တက်ခန်းလို့ထဲတာနဲ့ဒီသုံးလုံး6လို့ဖြစ်တယ် အဲ့ဒီချိန်မှာသူ့ရဲ့နောက်တနဲ့သူ့ရဲ့နောက်တနဲ့မှာအဲ့ဒီတခါသည်တက်လို့ပြလိုက်တာနဲ့ဒီကြာသေးသည်31ခွအဲ့ဒီလို31ခွရအောင်နဲ့ဓမ္မက6ရက်3ရက်3ရက်ဒီ3လုံးနဲ့လို့ဖြုတ်တယ်အဲ့ဒီ3လုံးနဲ့လို့ဖြုတ်တာနဲ့သူ့ရဲ့အောက်ကကိုးထိတ်ဆိုတဲ့ကဏ္ဍတည်းကဒီထိတ်3လုံးကိုကိုးထိတ်လို့သူကစားထည့်တယ်နော်ကျွန်တော်တို့ယူဆတယ်ဟုတ်လားတိုင်းမှာကြည့်နော်ကကြိုးကကြောင်တော်မမနဲ့အေးအဲ့လိုဖြစ်တာကိုးထိတ်လို့ဖြစ်တာနဲ့သူ့ရဲ့နောက်ကကြာသည်သူ့ရဲ့နောက်ကတပင်ကကြာသည်ရဒီကဏ္ဍလေးဆိုတဲ့ကဏ္ဍတည်းကသူကထိတ်နဲ့ပိတ်နဲ့ခွန်ဖြစ်ရမယ်ထိတ်နဲ့ပိတ်နဲ့ခွန်ဖြစ်ရမယ်နော်ဟုတ်ပြီ ဲ့လိုကြည့်လိုက်တဲ့အခါကျဒီတုံညတွေကြောင်းကျွန်တော်ရှင်းပြမယ်နော်ဟုတ်ပြီဆက်သွားအောင်အဲ့လိုဖြစ်တဲ့အခါမှာသူ့ရဲ့နောက်တဲ့မှာဒီမှာတက်ပိတ်ဒီကတက်ခါလေးကိုတက်ခါဒီသုံးလုံး6ပြတာနဲ့တက်လို့ပလဲတဲ့ချိန်မှာ6ရဲ့3ရဲ့3ရဲ့အဲ့သုံးလုံးနဲ့လို့ဖြစ်တာနဲ့ဒီက6ထိပ်ကဒီသုံးလုံး6ကို6ထိပ်လို့ရတဲ့နဲ့ဒီကြာသေးက33ခွာပဲ နော်အဲ့လိုဖြစ်တဲ့ပြီးမှသူ့ရဲ့နောက်မှာတဲ့ထိတ်ဒီကိုထိတ်ကိုတဲ့ခါသုံးလုံးကိုလို့ထဲတာနဲ့ဒီအပိတ်သုံးလုံးခွန်ဆိုတဲ့ကဏ္ဍကိုဒီကြာသေးဒီမှာထိတ်နဲ့ပိတ်နဲ့ခွန်ဟုတ်ပြီအဲ့ဒီထိတ်နဲ့ကိုပိတ်နဲ့ခွန်ဒီအပြတ်ပေါက်တော့ဘယ်လိုပေါက်တယ်လဲဒီထိတ်နဲ့ပိတ်နဲ့ပိတ်ခွန်တဲ့ကဏ္ဍကိုတဲ့အဲ့ဒီချိန်မှာဒီသုံးလုံးသုံးညဆိုတဲ့ကဒီသုံးလုံးသုံးညအဲ့ဒီမှာ၁ရက်၃ရက်၉ရက်ခုခါသုံးလုံးဒီသုံးလို့ထည့်လိုက်ပြီအဲ့ဒီညမှာထိတ်နဲ့ပိတ်နဲ့ခွန်လို့ဖြစ်တယ်အဲ့ဒီကဏ္ဍဟုတ်ပြီအဲ့ကနေတနစ်နဲ့နဲ့သုံးနေရပြီမှာ၄လို့ထိတ်၄လို့ထိတ်အဲ့ဒီမှာ၄ထိတ်၄ထိတ်လို့ဖြစ်ပြီအဲ့ညထဲမှာ 960လို့ကြလိုက်တယ်960လို့ကြလိုက်တဲ့ချိန်မှာဒီက၄ထိပ်၄ထိပ်နဲ့ချက်ခတ်တဲ့အတွက်သူ့ရဲ့နောက်ပညာကိုက်မှာ၄လို့ထိပ်၄လို့ထိပ်အဲ့ဒီ၄လို့ထိပ်၄လို့ထိပ်ဒီ၄ထိပ်ဒီ၄ထိပ်လို့ပြန်လိုက်တယ်အဲ့ဒီ၄ထိပ်လို့ကြတဲ့နှစ်ထဲမှာအဲ့ဒီနှစ်ထဲမှာ လေးလိုပိတ်လေးလိုပိတ်လေးလိုပိတ်တက်လိုပိတ်4 6 7ဆိုပိတ်တဲ့နေမှာအဲ့ဒီ9 6 10ရဲ့နောက်တဲ့နှစ်က4 8 4 6 break ဆိုတဲ့ကဏ္ဍဒီခုနက၄ထိတ်၄ထိတ်ဖြစ်ပြီးတော့အဲ့ဒီရဲ့နောက်တဲ့နှစ်မှာဒီက၄ထိတ်၄ထိတ်ကိုခုလိုက်ဒီမှာဒီမှာ45လို့ခွက်လိုက်တဲ့ကဏ္ဍဖြစ်တဲ့၄ထိတ်၄ထိတ်ကိုအဲ့ဒီ၄ထိတ်ကို၄လို့ပိတ်တဲ့ခချိန်မှာအဲ့ဒီ၄ပိတ်တဲ့ကဏ္ဍက6 8 4ဖြစ်တဲ့အဲ့ဒီ6 8 4ဆိုတဲ့ကဏ္ဍ9 6 10ရဲ့ဒါတွေထောင်ပြီး9 6 10ရဲ့နောက်ကကဏ္ဍကိုပိတ်အဲ့ဒီချိန်မှာ၄လို့ထပ်ပိတ်တယ် ဲ့လိုလေးလို့ထပ်ပြတဲ့အချိန်မှာခုနကခုနကပြောတဲ့ထိတ်သုံးလုံး30ကို30 rate လို့ရရအောင်ဒီချိန်မှာအဲ့ဒီချိန်မှာဘာဖြစ်တာလဲဆိုတော့သူ့ရဲ့ပုံမှာ brake 6လို့ဖြစ်တာနဲ့ဒီသုံးလုံးက9ရက်8ရက်4ရက် brake 6 brake 7ပေါ့ဗျာ brake 6တွေ့မှာ brake 7ကို4ပိတ်4ပိတ်မှန်ပြောရင်4ထိတ်4ထိတ်ကို4ထိတ်4ထိတ်ကို4ပိတ်တဲ့ brake 7ဆိုတဲ့ကဏ္ဍဒီကဒီက brake 7 960နောက်က brake 7ဒီကဏ္ဍ46ကိုတင်မှာじゃအဲ့မှာအဲ့ဒီ4ဒီထပ်ပိတ်လိုက်တာထပ်ပိတ်တဲ့ကဏ္ဍဒီခုနကသူ့ရဲ့အောက်ကကြာသေးတယ်သူက ဲ့မှာဒီမှာဖြစ်တဲ့ကဏ္ဍကဘရိတ်ကအားလုံးကဒီမှာဒီသုံးလုံး6တယ်ဒီသုံးလုံး7တယ်ဒီသုံးလုံး1တယ်ဖြစ်ခံရတဲ့ကဏ္ဍကဒီမှာက2ရယ်5ရယ်နော်နှစ်ရငါးရခွန်ရအဲ့ဒီမှာနှစ်ငါးခွန်လို့ထိတ်သုံးလုံးတိတ်လိုက်တဲ့ချိန်မှာပုံစံတူဒီမှာထိတ်နေပိနေခွန်အဲ့ဒီခွန်ကဒီအပိတ်ခွန်ကိုထိတ်နေပိနေခွန်ဒီမှာလည်းထိတ်နေပိနေခွန်ခွန်လို့ရိုက်တယ်အဲ့ဒီမှာ10 break ဒီ3ညဒီသုံးလုံး3ညကို10 break ရိုက်လိုက်တာအဲ့ဒီရနောက်တစ်နှစ်ဆိုတဲ့ကဏ္ဍဒီကဒီမှာနှစ်ရငါးရခွန်ရဆိုတဲ့ကဏ္ဍကိုနှစ်ရငါးရခွန်လို့ထောင်လိုက်ဒီမှာအဲ့ဒီမှာထိတ်နေပိနေခွန်ကို1ရ နှစ်ရက်တည်းရက်လေးရက်ခွန်လို့ထည့်လိုက်တယ်အဲ့လိုခွန်လို့ထည့်လိုက်တဲ့အချိန်မှာအဲ့ဒီကြာသီးဆိုတဲ့ကဏ္ဍကခုနကဒီသုံးလုံးနှစ်ဆိုတဲ့ကဏ္ဍကိုလေးရက်ခွန်ရက်တည်းရက်နော်နှစ်လို့ဖြစ်တဲ့အချိန်မှာဒီချိန်မှာအဲ့ဒီမှာနှစ်ရက်တည်းရက်လေးရက်ခွန်ကိုခွန်လို့ပြန်ခါထည့်တယ်ခွန်လို့ခါလာတဲ့အချိန်မှာဒီမှာတည်းရက် လေးရခွန်ရတစ်ရအဲ့သုံးလုံးနှစ်ကိုဒီသုံးလုံးနှစ်ထည့်တယ်။ဘာကြောင့်ထည့်ရတယ်လဲခုနလေးလေးထိတ်လေးထိတ်ဖြစ်ပြီးတုံညာပိတ်တုံညာပိတ်နှစ်ချက်ခတ်တဲ့ပိတ်မှာအဲ့ဒီတုံညာပိတ်ကနေရည်လိုက်တဲ့ခါကျတော့ခုနကနေဒီကကျွန်တော်တို့ဗရိတ်နဲ့ချက်ဒီတုံညာပိတ်တုံညာပိတ်ဘာကြောင့်တုံညာပိတ်တယ်လဲဒီတုံညာပိတ်ရိုက်ခဲ့တဲ့အတွက်တုံညာပိတ်ရိုက်ဖို့အတွက်တုံညာပိတ်တုံညာပိတ်ကိုတုံညာပိတ်ရိုက်ခဲ့တဲ့အတွက်အဲ့ဒီချိန်မှာကျွန်တော်တို့ကဒီချိန်မှာခုနကပုံသံမျိုးတွေလောက်တယ်အဲ့ဒီရအောက်မှာလေးရလေးရခွန်ရတစ်ရကိုနှစ်ဖြစ်ပြီးဒီအဲ့ အဲ့ဒီနှစ်ဖြစ်တာနဲ့နှစ်ရက်တည်းရက်လေးရက်ခုံကိုခုံခါလို့ထဲတာနဲ့ဒီခါသုံးထဲခါသလုံးနှစ်ကိုတုံညရဲ့လေးရက်ရှစ်ရက်နှစ်လို့ပြန်လိုက်တာအတွေ့ရိုက်အဲ့ဒီအောက်မှာဒီသုံးလုံးကဒီသုံးလုံးကတုံညပိတ်တုံညပိတ်ဒီသုံးလုံးကဒီသုံးလုံးကရိုက်လိုက်တာအဲ့လိုရိုက်တဲ့ချိန်မှာခုနကပြောတဲ့ဒီကနဘရိတ်ရှစ်ကနေတွားလိုက်တဲ့ချိန်မှာဒီသုံးလုံးရှစ်နော်ဒီသုံးလုံးရှစ်က၄ပိတ်၄ပိတ်ဖြစ်တဲ့ဘရိတ်ရှစ်ဘရိတ်ရှောက်ဘရိတ်ရှစ်ဘရိတ်တက်ကနေတွားလိုက်တော့ဒီမှာတနည်းနည်းနဲ့၃နဲ့၄နဲ့၅နဲ့၆နဲ့9နဲ့မှာ1 4 9ဆိုတဲ့ကနေ အဲ့ဒီ၁၄ကိုဆိုရဲကရန်တီကဘယ်ကလာလဲခုနကကျွန်တော်တို့ပြောတဲ့၄ထိတ်၄ထိတ်ဖြစ်တဲ့တပင်၂ပင်၃ပင်ကဒီ၁၄ကိုကိုဒီမှာ၁၄ကို၁၄ကိုလို့သူကပရမရိုက်နေတယ်ကျွန်တော်တို့အဲ့ဒါ၁၄ကိုကိုနှစ်ကြိမ်မှာကိုအပြန်ပြန်လန်လန်ပြပေးတယ်ပေါ့ဗျာဒါမှမဟုတ်အဲ့၁၄ကိုကနှစ်ကြိမ်မှာမကြောက်ခဲ့ဘူးကျွန်တော်တို့၄ကြိမ်မှာကြာတယ်ဒီမှာ၁၄ကိုမဟုတ်နော်၈၄ကိုကိုဘယ်လိုပြလဲဆိုတာနှစ်ကြိမ်မှာဒီလိုပြောမယ်နှစ်ခေါက်လောက်သွားရအောင်စကားပြောမြန်တယ်နော်မြန်လုံးတယ်လားကြည့်ရတယ်ဒါခုနဒါမှမဟုတ်ကျွန်တော်ဒီလိုဆွဲပြတဲ့အချိန်ကျတော့ပြရတဲ့အသိအဖြစ်မရှိဘူးကျွန်တော်ကအလွတ်ရိုက်တယ်ပေါ့ဘယ်တော့မှမှတ်မထားဘူး အဲကနန်းတစ်ပေါက်ထောက်တာနေပဲနောက်တစ်ခါလဲကြည့်ရအောင်နော်ဒီပုံသံပဲတပုံသံပဲကြည့်ရအောင်နောက်တော့ခွန်ရဒီသုံးလုံးကိုးလို့ဖြစ်တာနဲ့အဲ့ဒီမှာတက်ခါဒီသုံးလုံး6ဒီမှာတက်ခါဒီသုံးလုံး6တက်ခါတက်ပြီးဒီသုံးလုံး6လို့ဖြစ်တဲ့ချိန်မှာသူ့ရဲ့နောက်တဲ့နေ့မှာအဲ့ဒီတက်ခါဒီတက်လို့ပိတ်တာနဲ့6ရ3ရ3ရဖြစ်ဒီမှာဒီရာသီ31ခွာအဲ့ဒီမှာကိုးလို့ထိတ်တာဒီသုံးလုံးကိုးကိုကိုးလို့ထိတ်ခဲ့ပြီနော်အဲ့လိုဒီမှာသူ့ရဲ့နောက်ကဒီရာသီကွာခွန်အဲ့ဒီရာသီကွာခွန်ကိုဒီကိုးထိတ်ကိုးတဲ့ခါသုံးလုံးကိုးလို့ဖြစ်တာနဲ့ဒီအပိတ်သုံးလုံးခွန်ဖြစ်တာနဲ့အဲ့မှာထိတ်နေပိတ်နေခွန် အဲ့ဒီမှာထိတ်သုံးလုံးသုံးညဒီသုံးလုံးသုံးကိုခါသုံးလုံးသုံးတဲ့အပြတ်ပေါက်လိုက်တဲ့ကွာခုံနဲ့ဂကနန်းဟုတ်ပြီနော်အဲ့လိုပြမှာသူ့ရဲ့နောက်ကတပင်နှပင်သုံးပင်မှာဆောရလို့ပဲလေးထိတ်လေးထိတ်တပင်နှပင်သုံးပင်ရောက်မှလေးလို့ထိတ်လေးလို့ထိတ်လေးလို့ထိတ်တယ်မှာဒီမှာလေးထိတ်လေးထိတ်ပြအဲ့ဒီမှာ960လို့ကြာလိုက်တယ်အဲ့ဒီမှာ960လို့ကြာတဲ့အချိန်မှာအဲ့ဒီရဲ့နောက်တနေ့မှာအတက်ဖြစ်ခံရတဲ့ကနန်းလေးလို့ပိတ်လေးလို့ပိတ်6လို့ပိတ်1လို့ပိတ်4 4 6 1တို့ဖြစ်ပြီးတော့အဲ့ဒီအချိန်မှာဒီကလေးထိတ်လေးထိတ်လေးထိတ်လို့ကူတာနဲ့အဲ့ဒီလေးထိတ်လေးထိတ်ဒီလေးလေးနှစ်ချက်ပတ် လေးလေးနှစ်ချက်ပိတ်ခံရတဲ့ပရမတိဘရိတ်ရှစ်ပြန်မယ်။ဘာကြောင့်လဲသူ့ဘောဘရိတ်ချက်ဒီမှာက၈၉လေးပေါ့ဗျာ။ဒီမှာ၅၄ခွ၄ဒိတ်ဟုတ်လား။အဲ့ဘရိတ်ရှစ်ပြခံရတဲ့ကဏ္ဍဒီခုနကကျွန်တော်တို့ဒီနောက်က၈ဒီပို့သလိုဒီမှာကဒီကဏ္ဍရဲ့နောက်ကဒီ၈ကိုဒီပို့လိုက်တယ်။နော်အဲ့လိုပို့ရပြီးခုနကသူ့ရဲ့ပေါင်းမှာဒီကဏ္ဍဒီကြာသေးသည်ထိတ်နေပိနေခွန်ထိနေပင်နေခုံပြန်မယ်ဒီသုံးလုံးဒီသုံးလုံးဖြစ်တာနဲ့တုံညာပြိတ်ဘာကြောင့်တုံညာပြိတ်ဖြစ်တာလဲခုနက၄ထိတ်၄ထိတ်ဖြစ်ပြီးတုံညာတုံညာနှစ်ချက်ပြိတ်တယ်เนาะ အဲ့ဒီမှာ၃ညဘရိတ်လို့ရတဲ့တချိန်မှာအဲ့ဒီမှာဒီ၃လုံး2ရယ် sorry ခွန်ရယ်2ရယ်4ရယ်လို့ဖြစ်တာနဲ့၃ညဘရိတ်ရတဲ့ကနေအဲ့ဒီမှာဒီကြာစည်းဆိုတဲ့ကဏ္ဍဒီကခွန်2 4ကိုဒီမှာက4နှစ်ခွန်လို့ဖြစ်တယ်တကနှစ်9ခွန်ကို2 9ခွန်တက4ခွန်2 4ကို4နှစ်ခွန်လို့ဖြစ်ပြီအဲ့ဒီကြာသေးဒီခါသုံးလုံးခွန်လို့ကစားရတယ်ဒီကွာကုံကိုခါသုံးလုံးခွန်လို့ကစားရတယ်အဲ့ဒီခွန်လို့ကစားရတယ်ရှစ်ရယ်ခွန်ရယ်ခွန်ရယ်ခါသုံးလုံးနဲ့လို့ဖြစ်တာနဲ့အဲ့ဒီမှာအဲ့ဒီခါသုံးလုံးခွန်ကိုခွန်လို့ခါတာနဲ့ဒီ၃လုံးနဲ့ကို ချိတ်သုံးလုံးနှစ်လို့ဖြုတ်တာ ਨੇ အဲ့ဒီမှာသူ့ရဲ့နောက်မှာတုံညာပိတုံညာပိဒီသုံးလုံးကဒီသုံးလုံးကတုံညာပိတုံညာပိဒီသုံးလုံးကဒီသုံးလုံးကဖြစ်တယ်အဲ့လိုဖြစ်တဲ့အခါကျတော့ခုနကပြောတဲ့စိန်မှာဒီမှာဒီသုံးလုံး၆ဒီသုံးလုံး၈လေးပိလေးပိဖြစ်ကြတယ်ဒီသုံးလုံးတက်ကြတယ်ဆိုတော့တက်လေးကိုနော်ဒီသုံးလုံး၆ဒီသုံးလုံး၈လေးပိလေးပိကြတယ်ဒီသုံးလုံးတက်ဖြစ်ကြအဲ့ဒီချိန်မှာကျွန်တော်တို့က ဘိုင်မှာသွားကြည့်လဲခုနကကျွန်တော်တို့ဒီမှာ၄ထိပ်၄ထိပ်ဖြစ်ခံရတယ်တပင်းနှစ်ပင်၃ပင်က၁၄၉ကိုဒီမှာချမှာလားဒီမှာ၄ထိပ်၄ထိပ်ဖြစ်ခံတပင်းနှစ်ပင်၃ပင်ကအဲ့ဒီမှာ၄၈၉ဆိုတဲ့ကဏ္ဍကိုဒီချိန်မှာပြပေးတာပေါ့နော်အခုချိန်မှာလာကြည့်အခုတော့၄၈၉ကထွက်ခဲ့ပြီဆိုတော့သူ့ရဲ့အောက်ကိုစဉ်းစားနေတယ်ပေါ့နော်စဉ်းစားနေတယ်အဲ့တော့ကျွန်တော်ပြောမယ်နားလဲတယ်နော်ညံသလားစကားပြောတာနားလဲတယ်ရှင်းတယ်နော်အဲ့ဒါကဏ္ဍကိုပြောပြပါနော်ကနောက်ပြောပြမယ်သူလားသူမဟုတ်ဘဲနဲ့သူ့နေရာကဟာပါလို့ဒီမှာတော့မေးစရာတွေအများကြီးရှိတယ်နော် မေးစရာတွေအများကြီးရှိတယ်အဲ့တော့ကျွန်တော်ဘယ်လိုမေးမလဲဆိုကျွန်တော်ပြောပြမယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ပရမကတ်မှာဒီတလေးကိုအဲ့တလေးကိုဆိုရဲကဏ္ဍဒီခုနက၄ထိပ်၄ထိပ်ဖြစ်တာနဲ့တပင်းတပင်း၃မြာကဏ္ဍကျခဲ့တဲ့အတွက်သူ့ရဲ့အောက်က၄၄၅ဆိုရဲကဏ္ဍဒီခုနက၄ထိပ်၄ထိပ်နဲ့45ခွာတယ်ဒီက9ရက်10ရက်4ရက်ထောင်ခံရတဲ့ကဏ္ဍ4ထိပ်4ထိပ်45ခွာပြီဒီမှာကဒီ break 10ရက်နောက်က4နဲ့5ကိုအဲ့ဒီမှာရွေ့တော့မလာ နော်ရွေ့တော့မလားဟုတ်ပြီနော်အဲ့လိုရွေ့တော့မယ်ဆိုရင်သူ့ရဲ့ထောက်ကမ်းချက်ကဘာရှိလဲတဲ့သူကောင်ကတော့အဲဒီမှာတော့ခွန်လို့ပိတ်ခွန်လို့ပိတ်ရှစ်လို့ပိတ်တက်လို့ပိတ်အပိတ်သုံးလုံးခွန်ရယ်ရှစ်ရယ်တက်ရယ်ပေါ့ဗျာဒီသုံးလုံး၆ကိုရှေ့ပေါင်း၆တဲ့ဒီကနန်းကိုအတက်ရိုက်မလားနော်၄၄၅ကိုနော်ဒီခုနကပြောတဲ့ကျွန်တော်တို့ဒီသုံးလုံး၆ကအရင်မပြောတာမဟုတ်ဘူးအဲ့ဒီသုံးလုံးခွန်ရယ်တက်ရယ်ခွန်ရရှိရတက်ရပြိပြီအဲ့ဒီမှာဒီနေရာမှာတက်လေးကိုဆိုတဲ့ကဏ္ဍဒီခုနက၄၄ဖြစ်တော့ဒီကဏ္ဍကို ဒီကြတာနဲ့အဲ့ဒီအောက်မှာကြံပါလားဒါဆိုရင်မဟုတ်သေးဘူးအဲ့ဒီကနေရောက်ကရောက်ပင်ကြီးလိုက်တော့ခုနဗရိရှိကနေတပင်တပင်၃ပင်၄ပင်၅ပင်၆ပင်9ပင်၁နဲ့၃၄ဒီမှာ၄၃ညာလေး၄ပိတ်၄ပိတ်ဗရိရှိပြပြီး၆၈ဗရိရှိကနေဒီမှာ၄၃ညာလေးဗရိရှိပြမှာလားဒါဆိုရင်တပင်၂ပင်၃ပင်၄ပင်၅ပင်၆ပင်9ပင်ကဗရိရှိ၃ညာလေးလေးဆိုတဲ့ကဏ္ဍကိုအဲ့ဒီမှာအခွ၄ခွနဲ့အဲ့ဒီမှာ၄၃ညာလေးလို့ထွက်မှာလားနော်ဒါကိုပြောပြတာနော်၄၃ညာလေးလို့ထွက်မှာလားဟုတ်ပြီလား နော်အဲ့လိုပြောပြတယ်အဲနောက်တစ်ခါကျလဲကျွန်တော်တို့အဲ့ဒီမှာဟုတ်ပြီဒါဆိုရင်ခုနကပြောတဲ့ဒီကနန်းကတော့ခုနကပြောသလို၄ထိပ်၄ထိပ်ပြည့်တနည်းနည်းနဲ့၃နဲ့၄၈၉ကဒီမှာမကြဘူးအောက်မှလာကြတော့ဒါတော့အောက်ကြည့်အောင်ဒီကနန်းလေးဒီယာကနန်းလေးကိုဒီကြတာနဲ့သူ့ရအောက်ကြည့်အောင်ဒီယာကနန်းလေးကိုဒီမှာကြခဲ့တာနဲ့သူ့ရအောက်ကြည့်အောင်ဒါဆိုရင်သူ့ရှိရလို့ကျွန်တော်တို့ဒီမှာ၄ထိပ်၄ထိပ်ပြည့်မဲ့ရှိရ၉ရ၄ရဖြစ်ပြီးတော့54ခွာဖြစ်ပြီးအဲ့ဒီမှာ ခုနပြောတဲ့ဒီ၄ဘိတ်ကနေအဲ့ဒီမှာကျွန်တော်တို့ကဒီမှာက54ခွာတဲ့145ဆိုတဲ့ကဏ္ဍကိုကြာမှာလားဒီလိုပြောပြတာနော်ဒီလိုပြောပြတာ145ဆိုတဲ့ကဏ္ဍကိုကြာမှာလားကဲမဟုတ်ဘူးအဲ့လိုမှမဟုတ်ပဲဒီ65တည်တည်ပြိတ်တက်မှုအဲ့ဒီမှာဒီကဏ္ဍမကြာချင်ပါတဲ့ခွန်ရဲ့၈ရဲ့၁ရဲ့ပိတ်တာနဲ့ဒီမှာလည်းပိတ်တာတာရှိပါတယ်၈ရဲ့၁ရဲ့ခွန်ရဲ့လို့ပိတ်ပြီးတော့အဲ့ဒီနေရာမှာခုနကပြောတဲ့ဒီကဏ္ဍမကြာမှာလားနော်ရှေ့ပေါင်း6နဲ့ပေါ့နော်ဒီကဏ္ဍမကြာမှာလား ဒါမေးစရာတွေအများကြီးရှိတယ်အဲ့ဆိုအဲ့ဒီကဏ္ဍကဒီကရွေ့မှာလာနော်ဒီလိုပြောပြတာဟုတ်လားနော်အဲ့ဒီကဏ္ဍကဒီကရွေ့မှာလာနော်ပရိတ်သဆယ်နေ့တစ်ပင်နှစ်ပင်သုံးပင်လေးပင်ငါးပင်လာပရိတ်သဆယ်နေ့တစ်ပင်နှစ်ပင်သုံးပင်လေးပင်ငါးပင်မရှိဘူးဒီနေရာမှာမထွက်ဘူးကလန်တာနော်စက်ကင်စရာအကြောင်းလည်းမရှိမထွက်ဘူးပေါ့နော်အဲ့လိုပြောပြတာကျွန်တော်ပြောတာကနားလဲလောက်တဲ့ထင်ပါတယ်နော်နောက်လေလေသူကမတတ်နိုင်ဘူးအဲ့ဒီကျတော့နှစ်ခေါက်ရှင်းပြပြီးတော့အဲနောက်ဟိုကနန်းကိုဘယ်လိုပြောမလဲဆိုတဲ့အခါကျတော့ဟုတ်ပြီ ဒါဆိုရင်အဲ့ဒီလိုပဲလားဟုတ်ပြီခုနလိုပဲကျွန်တော်တို့ကြည့်အောင်အဲ့ကြတော့ဒီ၃လုံး၆ဒီ၃လုံး၈၄ပဲ၄ပဲဒီ၃လုံး၁ဖြစ်ပြီးတော့တနည်းနည်းနဲ့၃နဲ့၄နဲ့၅နဲ့၆နဲ့၁ရဲ့နဲ့၃၄နဲ့မှာတဲ့အဲ့မှာဒီ၃လုံး၈ကိုဒီ၃လုံး၈ကိုသူ့ကိုကြည့်လိုက်တဲ့အခါကျတော့ဒီမှာခုနဒီပရိနေယဒီကသွားလိုက်ရတဲ့တပင်းနှစ်ပင်း၃ပင်းရက်ထက်ကပရိရှိလားဒါဆိုရင်ဒီ၃လုံး၆ဒီ၃လုံး ရှစ်၄ပိတ်၄ပိတ်ဖြစ်ဒီသုံးလုံး၁ဖြစ်တော့နော်တနည်းနည်းနဲ့၃နဲ့၄နဲ့၅နဲ့၆နဲ့အဲ့ကနေတပင်းနဲ့ပင်၃ပင်၄ပင်ကဒီချိန်လေးကိုကြာသည်အဲ့ကြတော့ကျွန်တော်တို့ကသွားလိုက်တဲ့ခါကျတော့ခုနက၈ရက်၇ရက်၄ရက်ဖြစ်ပြီးတပင်းနဲ့ပင်၃ပင်ပဲဗရိတ်ရှစ်နောက်ဘူးနဲ့ဗရိတ်ရှစ်နောက်ဘူးနဲ့ဒီဗရိတ်ရှစ်အဲ့ဒီရှစ်ကိုဒီရှစ်ဒီက၈ကိုအဲ့ဖရိန်ကဒီရှစ်ကိုဒီမှာကြာမှာလားဒါဆိုရင်ဒီက၈ကလည်းဒီကိုကြာမှာလားအဲ့ဒါသူ့လိုပဲအခွားဆိုလို့ရှိရင် ်သူကတော့နှစ်၄နှစ်လို့ကြာပဲနှစ်ပါတဲ့ကဏ္ဍဆိုထိတ်ထဲထုံเนาะနှစ်ပါတဲ့ကဏ္ဍဆိုထိတ်တာထဲထုံเนาะ